因为我不需要依靠斗地穴了，就能走到今天。ဒီအပိုင်းမှာတော့လင်းတုံတို့ရှေးဟောင်းနဂါးမြောက်ဝင်ကြီးနဲ့စပြီးတော့တိုက်ခိုက်နေကြပါပြီ။လင်းတုံတယောက်ရှောင်းရံကိုစီးပြီးတော့နဂါးမြောက်ဝင်ကြီးကလည်းနောက်ကနေပြီးတောက်လျှောက်လိုက်လာပါတယ်။ပြီးရနဲ့ရှေးတဲကနေပြီးရက်လိုက်ပြီးတော့တိုက်လိုက်တာကြောင့်ရှောင်းရံတို့ပြန်လှည့်ပြေးရပါတယ်။ပြေးရင်းနဲ့ပဲတော်တော်လေးကိုကျင်းမြောင်းနဲ့ကြောက်ဆောင်နေကြတဲ့ကိုရောက်သွားပါတယ်။ဒါကြောင့်မို့လို့ရှောင်းရံတယောက်လည်းအသွင်ပြောင်းပြောင်းလိုက်ရတယ်လေ။ မြဝင်ကြီးကတော့အဲ့ဒီကြားထဲကိုဖြတ်ပြီးတော့လိုက်မလာနိုင်ပါဘူး။ဒါကြောင့်လင်းလုံးလို့တွေဒီနေရာမှာပဲခဏလောက်ပုံးဆောင်နေလို့ရပါတယ်။မြဝင်ကြီးထွက်သွားပြီးတဲ့အချိန်ကျမှဒီကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နဂါးမြဝင်ရဲ့အနှစ်သာရနဲ့သွေးတွေကလင်းတုံတို့ခက်ခက်ခဲခဲရလာလေ။တကယ်လို့လင်းတုံသာအနှစ်သာရသွေးကိုတန်းစင်နိုင်မယ်ဆိုရင်နတ်ဆိုးမြဝင်အသွင်ပြောင်းခြင်းကိုကြည့်ညံနိုင်ပါပြီ။အဲ့ဒီအချိန်ရောက်ရင်လင်းတုံရဲ့အင်အားကလည်းအဆမတန်တိုးပေါ်လာမှာပါ။ဒါကြောင့်အခုအနှစ်သာရနဲ့သွေးကိုတန်းစင်ဖို့လုပ်လိုက်ပါတယ်။ ဒါပေမဲ့ရှေးဟောင်းနှကားမြောက်ဝင်အနှစ်သာရနဲ့သွေးကတော်တော်လေးကိုရက်ဆက်ကြံရုပ်တဲ့အတွက်လော်ကျိုးဆုပ်ယူတဲ့တာမန်ခွန်အားကြီးမြောက်ဝင်နဲ့ရှင်လို့ရတာမျိုးမဟုတ်ပါဘူးတန့်စင်တာကြဆုံသွားတာနဲ့ရက်ဆက်ကြံရုပ်မှုကအသီးစိတ်ကိုတိုက်စားသွားနိုင်ခြင်းရှိပြီးတော့နောက်ဆုံးမှာတော့လူလည်းမဟုတ်တရေလည်းမဟုတ်တဲ့မကောင်းဆိုးအဖြစ်ကိုပြောင်းလဲသွားနိုင်ပါတယ်ဆွာအားလိုချင်ရင်အန်ဒီရဲ့ကတော့ရှိကိုရှိရမှာပဲလေဒါကတော့လင်းတုံရဲ့လက်ဆွဲစကားလိုမျိုးဖြစ်နေပါပြီပြီးတာနဲ့လင်းတုံတယောက်နှကားမြောက်ဝင်ရဲ့သွေးနဲ့အနှစ်သာရကိုတန့်စင်ဖို့အတွက်လုပ်လိုက်ပါတယ်တာကြီးမိုးချိုးခန္ဓာကိုယ်ကိုတုံးလိုက်ပြီးတော့ဆက်ပြီးတန့်စင်လိုက်ပါတယ် ဒါပေမဲ့တာကြီးမိုဂျိုခန္ဓာကိုယ်တောင်မှတိုက်စားတဲ့အားကိုအသာစီးမရနိုင်ဘူးလေစိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီးတော့ငကားမြောက်ဝင်ရဲ့အနှစ်သာရနဲ့သွေးကိုအတိစိတ်မတိုက်စားစေဖို့အတွက်မွေပါလေးကမှလိုက်ပါတယ်လင်းတုံတယောက်မျက်စိတွေနှီးပြီးတော့အနီရောင်ဆွမ်းရည်တွေအပြည့်နဲ့ထလာတဲ့အတွက်အခုတော့ပြဿနာတက်ပါပြီအတိစိတ်လွတ်သွားတာပါပြည်ရနဲ့တိုက်ဖို့လုပ်လိုက်တာကြောင့်မွေပါလေးကတော့လင်းတုံကိုချုပ်ထားလိုက်ပါတယ်။ရှောင်းရံကိုလည်းလင်းတုံကိုမြ мян ဆိုင်ကြီးအောင်လုပ်ဖို့မှားလိုက်တယ်လေ။ဒါကြောင့်ရှောင်းရံနှကောင်အသွင်ပြောင်းပြီးတော့လင်းတုံကိုအပေါ်ကနေအုပ်ပြီးတော့ချုပ်ထားလိုက်ပါတယ်။မွေပါလေးကလည်းလင်းတုံနိုးလာအောင်အစွမ်းကုန်ကြိုးစားနေပြီလေ။ ပြီးတာနဲ့နှစ်ဖူးခြားကနေပြီးတော့စိတ်ဆောင်းရင်ထက်လာပြီးတော့မြောက်ဝင်ရဲ့သွေးနဲ့အနှစ်သာရကိုထပ်ပြီးတော့တန်းစင်လိုက်ပါတယ်အခုတော့လင်းလုံတယောက်ဘလောက်တောင်းခံနိုင်မလဲဆိုတာပေါ်မှာပဲမူတီပါတော့တယ်။ညာဘက်ရောက်တဲ့အချိန်မှာတော့လင်းလုံတယောက်ငကားမြတ်ဝင်ရဲ့သွေးနဲ့အနှစ်သာရကို အောင်မြင်မြင်တန့်စင်သွားနိုင်ပါတယ်။နှစ်ဖူးမှာဂျိုးတစ်ချောင်းလောင်ပေါက်သွားတယ်လေ။ကြည့်နေတဲ့တချို့လူတွေကတော့ဘာမှမလုပ်ဘဲနဲ့ဂျိုးပေါက်နေကြတာပါ။လေးလုံးတယောက်သူ့ကိုယ်သူကြည့်လိုက်တဲ့အချိန်မှာတော့လော်ဂျိုးရဲ့နှက်ဆိုးမျက်ဝင်ပုံစံနဲ့မတူတာကိုသတိထားမိသွားပါတယ်။မင်းသားဆိုတော့ရုပ်ဆိုးသွားလို့ကလည်းမရပါဘူး။လော်ဂျိုးလိုမျိုးခွန်အားကြီးမျက်ဝင်ရဲ့အနှစ်သာရနဲ့သွေးကိုတုံးတဲ့ဟာကတကယ်တော့အသေးမွှားလေးပါပဲ။ဘာလို့လဲဆိုတော့လင်းတုံကရှေးဟောင်းနှကားမျက်ဝင်ရဲ့အနှစ်သာရနဲ့သွေးကိုတုံးလိုက်တာလေ။အစင်းမြင်ပစ္စည်းဆိုတော့ quality ကလည်းကွာတာပေါ့ကျင့်စဉ်ရဲ့အားကိုစမ်းကြည့်ဖို့အတွက်ကြောက်ဆောင်ရဲ့အပေါ်တက်တဲ့ကိုအပေါက်ဖောက်လိုက်ပါတယ်ဒါမှလည်းသူတို့ထွက်သွားလို့ရမှာလေ အဲ့ဒီချိန်ကုရန်ကလည်းလင်းတုံကိုအသေးတန်လိုက်ရှာနေပါတယ်အတန်တစ်ခုကြားလာကြောင်းတွားကြည့်တဲ့အချိန်မှာပဲလင်းတုံကိုတွေ့သွားလာကြောင်းချက်ချင်းပဲဝင်တိုက်လိုက်ပါတယ်အဲ့ဒီချိန်မွေးပါလေးကလည်းပွဲကြည့်ရတော့မယ်ဟိတ်ဆိုပြီးတော့ဖြာဝင်ခင်းလိုက်ပါတယ်ပြီးရနဲ့လင်းတုံနဲ့ကုရန်တို့ဆက်ပြီးတော့တိုက်ခိုက်နေကြပါပြီလင်းတုံတယောက်ခဏလေးနဲ့သူထင်ထားတာထက်ဆွမ်းအားကပိုပြီးကြီးသွားလာကြောင်းကုရန်တယောက်မေးခွန်းတွေထုတ်နေရပါတယ်လင်းတုံကတော့ကိုကွဲတွေခွဲလိုက်ပြီးတော့ကုရန်ကိုဗက်ပေါင်းဆောင်ကနေဝင်တိုက်လိုက်ပါတယ်ဒါပေမဲ့ကုရန်ကတော့စွမ်းရင်ဖန်ဆင်းခြင်းပုံအစဉ်အားကြီးသူဖြစ်တဲ့အတွက်ဒီလောက်နဲ့တော့ရှုံးမသွားဘူးလေ ပြီးတာနဲ့ကုရန်တယောက်စွန့်ရင်သားတွေကိုထုတ်ပြီးတော့လင်းတုံကိုတိုက်လိုက်တဲ့ချိန်လင်းတုံကတာကြီးမိုးချိုးခန္ဓာနဲ့နတ်ဆိုးမြောက်ဝင်အသွင်ပြောင်းခြင်းကိုပေါင်းဆက်ပြီးတော့ဓာတ်တွေကိုရှောင်ရင်းနဲ့ကုရန်ကိုပြေးထုတ်လိုက်ပါတော့တယ်ပြီးတာနဲ့ရွှေစင်မြင့်နတ်ဆိုးနိုင်လဝါကိုဆက်ပြီးတော့သုံးလိုက်ပါတယ်ကုရန်ကလည်းရှေးဟောင်းထားတောင်ဖိနေခြင်းကိုထုတ်ပြီးတော့ကာလိုက်တယ်လေ ီလိုပဲအလွယ်လေးတားလိုက်နိုင်တာကြောင့်လင်းတုံတယောက်အံဩသွားပါပြီ။နတ်ဆိုးမြောက်ဝင်အသွင်ပြောင်းခြင်းရဲ့အချိန်ကလည်းအကြကြီးတုံးလို့မရပါဘူး။အဲ့ဒီအချိန်ကူရန်တယောက်ရှေးဟောင်းထားကောင်းငင်တွင်စူးစီးခြင်းကိုတုံးလိုက်ပြီးတော့လင်းတုံကတော့ကောင်းငင်ခြေကွန်ရှေးဟောင်းလန်တန်ကိုထုတ်လိုက်တဲ့အချိန်မှာတော့အသွင်ပြောင်းနေတဲ့လှန်ကိုတွေးလိုက်ရတာကြောင့်လန်သွားပေမဲ့ကောင်းငင်ခြေကွန်လန်တန်ကိုတုံးပြီးတော့ပြန်တိုက်လိုက်ပါလေ။ပြီးတာနဲ့ဓာတ်နဲ့နဂါကောင်းငင်မှာထိတိုက်တွေ့ရပါပြီ။ပောက်ကွဲမှုကြီးဖြစ်လာပြီးတော့စွန့်ရင်တွေကလည်းဖြာထွက်သွားပါတယ်။အသွင်ပြောင်းထားတဲ့လှန်အောင်ကိုခဏပလစ်ထားလိုက်ပြီးတော့အရင်ဆုံးဒီအခြေအနေကိုခွင့်ကောင်းယူပြီးတော့ထွက်ပြေးပြီလေ။ ဆက်ပြီးတိုက်နေလို့ကလည်းကောင်းလာတာမျိုးမှမရှိတာတကယ်တော့ကောင်းငင်ကြေးကွန်ရှေးဟောင်းလန်ဒီလိုဖြစ်သွားရတဲ့အကြောင်းကတော့ကောင်းငင်ကြေးကွန်ရှေးဟောင်းလန်ကကောင်းငင်နဂါးသွေးအစ်စ်တွေစပြီးပေါ်လာတာကြောင့်မှပြောချင်တာကတော့လင်းတုံရဲ့ကောင်းငင်ကြေးကွန်ရှေးဟောင်းလန်ကိုအစင်းမြင့်ဝင်းကျင်ရဲနာဖြစ်အစင်းမြင့်တင်ဖို့အတွက်အချိန်ကောင်းကိုရောက်ပြီဆိုတာပါပဲအစင်းမြင့်တင်ဖို့အတွက်ကတော့မြင့်တင်နိုင်မဲ့ကုန်ကျစရိတွေကိုရှာဖွေရမှာပါဒါအပြင်အစင်းမြင့်ဝင်းကျင်အဆောင်စရာတယောက်ကလည်းလိုအပ်ပါသေးတယ် ဒီလိုမှပဲရှေးဟောင်းလံကိုအစင်းမြင့်ဝင်းကျင်ရဲနာဖြစ်အစင်းမြင့်တင်ပေးနိုင်မှာပါပြီးတာနဲ့လင်းတုံတို့အရင်ဆုံးတောက်ခွေမျိုးကိုခနာဝင်လိုက်ပါတယ်တောက်ခွေမျိုးကမြို့ကြီးကြီးဖြစ်တာကြောင့်လင်းတုံတယောက်ကျင်သားမရသေးပါဘူးပထမဆုံးလုပ်လိုက်တာကတော့ရှေးဟောင်းလံကိုအစင်းမြင့်နေတဲ့ကုန်စင်းပစ္စည်းတွေသွားရှာတာပါတောက်ခွေမျိုးမှာရေနနာအမျိုးမျိုးလေလံတင်တဲ့ဘွယ်လည်းရှိနေတယ်လေနှစ်ရက်ကြာပြီးတဲ့နောက်မှာတော့လင်းတုံတယောက်တိုင်းမဟာမိတ်ရဲ့လေလံဘွယ်တစ်ခုကိုရောက်သွားပါတယ် ရောက်နေတဲ့သူတွေကလည်းမနှဲမနှောပါပဲအဲ့ဒီချိန်တကားပွင့်လာပြီးတော့အဖွဲတစ်ဖွဲထွက်လာတာပါလေပြီးတာနဲ့သူတို့တိုင်းမဟာမိတ်ကလှုပ်တဲ့လီလံပွဲကိုလာတဲ့အတွက်ခြေစူးတင်ကြောင်အရင်ဆုံးပြောလိုက်ပါတယ်စီကန်တချို့လည်းရှိပါတယ်အဲ့ဒါကတော့သူတို့တိုင်းမဟာမိတ်ရဲ့ပိုင်နဲ့ထဲမှာပြဿနာမရှာဖို့ပါပြီးတာနဲ့ရောက်နေတဲ့သူတွေအားလုံးအထဲကိုဝင်လိုက်ကြပါတယ်တကယ်တော့လီလံပွဲရဲ့နေမြေကရံမျိုးထက်တောင်ပို့ပြီးတော့ကြီးနေပါသေးတယ်အဲ့ဒီချိန်မှာပဲစိတ်ဆွမ်းရင်တချို့ကိုအာယုံခံလိုက်မိတာကြောင့်လှည့်ကြည့်တဲ့ချိန်မှာလူတယောက်ကိုတွေ့လိုက်ပါတယ် ူရဲ့စိတ်ဆွမ်းရင်တွေကလည်းနင်းနေထူးဆန်းတာကိုလည်းလင်းလုံးတယောက်သတိထားမိလိုက်တယ်လေတကယ်တော့အဲ့ဒီလူကရင်ခွေကိုင်းကဟွာကျုံမှာပြီးရနဲ့အနီရန်ဝတ်စုံရွှေရောင်တစားတွေဝစ်ထားတဲ့ကောင်မလေးတယောက်ကလည်းရောက်လာပါတယ်သူကတော့တားမော့ကိုင်းကမူချမ်းချမ်းမှာအောက်ကလူတွေကတော့သူ့ရဲ့ညှို့တက်မှာအယူမှုဖြစ်သွားကြပါတယ်လင်းလုံးကတော့ချွင်းချက်ဖြစ်မယ်လို့ထင်ပါသလားမထင်လိုက်ပါနဲ့သူလည်းညှို့ခံလိုက်ရပါတယ်ဒါပေမဲ့လေမွေးပါလေးရဲ့သတိပေးမှုကြောင့်အသိစိတ်ပြန်ဝင်လာပါတယ် တကယ်တော့အဲ့ဒါကစိတ်ညှို့တဲ့အတက်မဟုတ်ဘဲနဲ့မူချမ်းချမ်းကမွေးရပါညှို့တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာမို့လို့ပါမျက်မှောင်ကျုပ်လိုက်တိုင်းပြုံးလိုက်တိုင်းလူတွေကိုယုံမထွက်နိုင်မဲနဲ့ဆွဲလန်းသွားစေတယ်လေအစွမ်းကလည်းအနည်းဆုံးစွမ်းရင်ဖန်ဆင်းခြင်းအနည်းငယ်အောင်မြင်ခြင်းအဆင့်လောက်ရှိပါတယ်မူချမ်းချမ်းထွက်သွားတာနဲ့အောက်မှာအယူမှုဖြစ်နေကြတဲ့လူတွေအကုန်လုံးကလည်းအသိစိတ်ပြန်ဝင်လာကြပါတယ်အဲ့ဒီအချိန်မှာပဲလီလံပွဲကတော့စတင်ပါပြီပထမဆုံးလီလံပစ္စည်းကတော့နတ်ဆိုးကြေးကွန်ရွှေနှလုံးသားပါစတင်တဲ့ဈေးနှုန်းကတော့စင်ကြယ်တဲ့ယွမ်စွမ်းရင်ဈေးလုံး9000ပါတကယ်တော့ဒီပစ္စည်းကကောင်းကင်ကြေးကွန်ရှေးဟောင်းလံကိုအဆင့်မြင့်ရင်သုံးလို့ရတဲ့ပစ္စည်းပါ ဒါကြောင့်လင်းလုံတရားဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ဈေးစပေးလိုက်ပါတယ်။တခြားသူတွေကလည်းနောက်ကနေပြီးတော့ဈေးတဆင့်ချင်းလိုက်ပြီးတော့မြင်ပေးကြပါတယ်။နောက်ဆုံးတော့လင်းလုံတရား2000နဲ့လေးလံအောင်သွားပြီလေ။ပြီးတာနဲ့ပစ္စည်းတစ်ခုပြီးတစ်ခုလေးလံတင်ရင်းနဲ့အချိန်ကတော့ညဘက်ကိုရောက်လာပါတယ်။ဟွာကျုံးကလည်းစိတ်ဝိညာဉ်ရဲနာတစ်ခုပြီးတစ်ခုကိုရှယ်အားပေးနေတယ်လေ။လင်းလုံကတော့သူစိတ်ဝင်စားတဲ့ကုန်ကျန်းတွေကိုဟွာကျုံးစိတ်ဝင်စားတဲ့အတွက်တိတ်တိတ်လေးပဲကျေးဇူးတင်နေမိပါတယ်။ အခုဆိုရင်ရှေးဟောင်းလံကိုအဆင့်သွားမြင့်လို့ရပြီလေနောက်ထပ်အပူဆောင်လီလန်တင်တဲ့ပစ္စည်းတစ်ခုကတော့လျှို့ဝှက်ဆန်းကျတဲ့တရားထိုင်တဲ့ဖြာဝိုင်းလေးပါလောလောဆယ်တော့ဒီဟာကထောက်ပံ့ရေးအမျိုးအစားဝန်ကျင်ရဲနာဆိုတာပဲအတည်ပြုနိုင်ပါသေးတယ်စားတင်တဲ့ဈေးနှုန်းကစင်ကြယ်တဲ့ယွမ်စွမ်းရင်ဈေးလုံးကားတော့မှာလင်းနှုန်းကတော့ကြည်နေရင်နဲ့အဲ့ဒီဖြာကထူးဆန်းတဲ့စွမ်းရင်တစ်ခုရှိနေတာကိုသတိထားလိုက်မိပါတယ်။ဟွာကျုံးကစပြီးတော့6000ဈေးခေါ်လိုက်ပါတယ်။တကယ်တော့ဟွာကျုံးနဲ့ဘသူကမှဈေးပြိုင်မလို့ရဲပါဘူး။ဝင်နိုင်နေရင်တော့မလို့ရဲတာပါ။ဒါပေမဲ့လင်းနှုန်းကတော့တရားထိုင်တဲ့ဖြာကထူးဆန်းတဲ့အတွက်ဈေးပြိုင်ခေါ်လိုက်ပါတယ်။ ဲ့ဒီချိန်ဟွာကျုံးကလည်းအကြောမခံမင်းနဲ့ရှစ်တောင်းထပ်ပေးလိုက်ပါတယ်။လင်းတုံကတော့မွေပါလေးကိုယုံစားပြီးတော့တသိန်းထိဈေးတင်လိုက်ပါတယ်။ဘေးကလူတွေကတော့တသိန်းသုံးပြီးတော့ထောက်ပံ့ရေးဝင်းကျင်ရဲနာကိုဝယ်တဲ့အတွက်လင်းတုံယူနေပြီဆိုပြီးတော့ဝိုင်းပြောနေကြပါတယ်။ဟွာကျုံးကတော့ဈေးထပ်မလိုက်တော့ပဲနဲ့နောက်ဆုံးမှာတော့လက်လျှော့လိုက်ပါတယ်။မတန်ဘူးလို့တွေးမိတာကြောင့်မှလင်းတုံတယောက်အနိုင်ရသွားတော့ပျော်သွားပြီမယ်။စိတ်ထဲမှာတော့တသိန်းတောင်တုံးလိုက်ရတာကြောင့်တော်တော်လေးကိုနှမျောနေပါတယ်။ လီလံဝဲပြီးတဲ့နောက်မှာတော့မူချမ်းချမ်းကလင်းတုံကိုလာပြီးတော့မိတ်ဆက်ပါတယ်။လင်းတုံကတာဝန်းစီရင်စုကလူမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်တော့မူချမ်းချမ်းတယောက်စကားမဆုံးခင်လေးမှာပဲဟွာကျုံရောက်လာပြီးတော့သူပြန်တော့မယ်ဆိုတဲ့အကြောင်းကိုလာပြောပါတယ်။လင်းတုံကိုတော့တစ်ဆက်ကလေးတောင်ဖက်လို့မသွားပါဘူး။အချင်းချင်းမိတ်ဆက်ပြီးသွားတဲ့နောက်မှာတော့လင်းတုံတယောက်ပြန်ထွက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့လင်းတုံတယောက်ဆရာချန်ဆိုတဲ့သူနဲ့တွေ့ဖို့အတွက်သွားလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကလေးကဘူကင်နေထားခဲ့တာလေ။ တကယ်တော့ဆရာချန်ကိုအကူအညီတောင်းပြီးတော့လှန်ကိုဆင့်မြင့်တင်ဖို့ပါပြည်ရနဲ့လှန်ကိုထုတ်ပြလိုက်ပါတယ်ပြင်ဆင်ထားတဲ့ကုန်ကျန်းတွေကိုလည်းထုတ်ပေးလိုက်ပြီလေဒါအပြင်စင်ကြယ်တဲ့ရွံစွမ်းအင်စည်းလုံး၅000လည်းလိုပါသေးတယ်ဒီတစ်ခါလည်းဈေးကြီးတယ်လို့တွေးမိပေမဲ့ထုတ်ပေးလိုက်ရပါတယ် ပြီးတာနဲ့ဆရာချန်ကတော့ဝိညာဉ်ရဲနာတန်းစင်နေတဲ့အချိန်တွေမှာအန်ဒီရီအများကြီးရှိနေတာကြောင့်မလို့တကယ်လို့ကြာရှုံးသွားခဲ့ရင်ရှေးဟောင်းလန်နဲ့ကုန်ကျန်းပစ္စည်းတွေအကုန်ပျက်စီးသွားမယ်ကြောင်းသတိပေးလိုက်ပါတယ်ဒီကိစ္စကိုပတ်ဆက်ယူပြီးမှပြောရသလားဆိုပြီးတော့လေးလုံးတရောင်မကြည့်မနှက်ဖြစ်သွားပြီလေဒါကြောင့်ရွေးစရာမရှိတော့ဘဲနဲ့သဘောတူလိုက်ရပါတယ်နောက်ဆုံးမှာတော့အစင်းမြင့်နာကတော့ကန်ကောင်းပြီးအောင်မြင်သွားပါတယ်အဲ့ဒီအချိန်ဟွာကျုံရောက်လာပြီးတော့လင်းတုံရဲ့လှံကိုမျက်စိကျသွားပြီလေ ဆရာချန်ကတော့ဒါကရန်နာသောတောင်းဆောင်ဖြစ်ပြီးတော့မင်းရဲ့ရင်ခွေကိုင်းမဟုတ်ဘူးဆိုပြီးတော့တတိပေးလိုက်ပါတယ်။ဟွာကျုံးတကောင်ဝိညာဉ်ရန်နာကိုသူ့စီလွှဲပေးနိုင်မလားဆိုပြီးတော့လင်းတုံစီကိုခက်တီနေတောင်းလိုက်ပါတယ်။ကြိုက်စေးပေးမယ်ဆိုပြီးတော့လည်းကန်လန်းလိုက်ပါတယ်။ဒါပေမဲ့လင်းတုံကတော့တခွန်းနဲ့နဲ့ပဲအပြက်ငင်းချလိုက်ပါတယ်။ဟွာကျုံးကတော့ရန်နာသောတောင်းဆောင်တွင်မှာဖြစ်နေတဲ့အတွက်ပြဿနာမရှာတော့ဘဲနဲ့ထွက်သွားပါတယ်။ဟွာကျုံးထွက်သွားပြီးတဲ့နောက်မှာတော့ဆရာချန်ကလင်းတုံကိုစောစောဒီမျိုးတွေကထွက်သွားဖို့အတွက်တတိပေးလိုက်ပါတယ်။ နောက်တစ်ခါမှာတော့ဟွာကျုံရဲ့အဖေကဟွာကျုံတယောက်တာဝန်ရှိအောင်ကြောက်တိုင်ကိုသွားဖို့အတွက်အဆောင်ရုပ်သေးတရုပ်ကိုအထူးတန်းစင်ပေးနေပါတယ်အဆောင်ရုပ်သေးကိုတန်းစင်ပြီးတာနဲ့ရုပ်သေးရဲ့အစွမ်းကိုစမ်းကြည့်ဖို့အတွက်ဟွာကျုံတယောက်တိုက်ခိုက်လိုက်ပါတယ်ရုပ်သေးကတော့အေးဆေးပဲရှောင်ပြီးတော့ဟွာကျုံကိုပြန်နိုင်ဖို့လုပ်တဲ့အချိန်မှာပဲအချိန်မီလေးဟွာကျုံရဲ့အဖေကဂျက်တက်လိုက်ပါတယ်ဒီအဆောင်ရုပ်သေးကဟွာကျုံအဖေရဲ့စိတ်ဆွမ်းရင်နဲ့ပေါင်းဆက်ထားတာကြောင့်မလို့သူ့အကာအကွယ်သာရှိနေမယ်ဆိုရင်ဟွာကျုံတယောက်တာဝန်ရှိအောင်ကြောက်တိုင်ကိုသွားတဲ့အခါမှာနည်းနည်းစိတ်ချလို့ရသွားပြီပြီးရနဲ့တပည့်တယောက်ရောက်လာပြီးတော့လင်းတုံကတဲခုဆောင်ထဲမှာတနေကုန်နေပြီးတော့အပြေကိုမထွက်လာတဲ့အကြောင်းကိုလာတင်ပြလိုက်ပါတယ် တကယ်တော့လင်းတုံကိုစောင့်ကြည့်ဖို့အတွက်လူတွေလွတ်ထားတာပါလင်းတုံကိုတည့်ရစဉ်းစားဖို့အချိန်ပေးမယ်ဆိုပြီးတော့ပြောထားတာကြောင့်မတိုက်သေးပဲနဲ့ဆက်ပြီးစောင့်ကြည့်နေဖို့ပဲအမိန်ပေးလိုက်ပါတယ်ဟွာကျုံရဲ့အဖေကဘာကိစ္စရှိလို့လဲဆိုပြီးတော့မေးလိုက်တဲ့ခါမှာတော့ဟွာကျုံကသူကဝိညာဉ်ရဲနာတစ်ခုကိုသဘောကျမိသွားတာကြောင့်ရောင်းပေးဖို့ပြောပြီးမင်းဟိုကောင်ကညင်လိုက်တဲ့အတွက်သူ့ဘာသူနားလည်လာမယ့်အချိန်ကိုစောင့်နေတာဆိုပြီးတော့သူ့အဖေကိုပြန်ရှင်းပြလိုက်ပါတယ်ပြောချင်တာကတော့မရောင်းပေးဘူးဆိုရင်လူမှာလေလင်းတုံနဲ့မွေးပါလေးကတော့ဝယ်လာတဲ့ဖြာကထူးခြားမှန်းသိပေမဲ့ဘာထူးခြားလဲဆိုတာအခုထိမသိသေးပါဘူးစိတ်ဆွမ်းရင်နဲ့ရောရွှန်ဆွမ်းရင်နဲ့ရော အချိန်ချင်းဆန်းသက်ပြီးပါပြီ။ဒါပေမဲ့တရားထိုင်တဲ့ဖြာကတော့တုံ့ပြန်မှုနည်းနည်းလေးတောင်ရှိမလာပါဘူး။ရေနာမှန်းလဲသိရတာနဲ့ဖွင့်ဖို့ကိုမသိတဲ့အတွက်တော်တော်လေးကိုမကြည်မနှက်ဖြစ်နေပါဗါး။ ိန်းတုံကတော့တသက်ပတ်ဆံဖြုံလိုက်မိပြီလားဆိုပြီးတော့တွေးလိုက်မိတဲ့အတွက်မွေပါကသူ့အမြင်ကိုတန်တရားဝင်ရတဲ့ပေါ်ဆိုပြီးတော့ဒေါသထွက်သွားပြီလေ။ရှောင်းရန်ကတော့သူတို့နှစ်ယောက်ကိုလုံးဝစိတ်မဝင်စားပါဘူး။နောက်ဆုံးစိတ်မရှိတော့ဘဲနဲ့ရွှန်စွမ်းရင်ကိုတုံးပြီးတော့ဖောက်ခွဲလိုက်မယ်လို့ပြောတဲ့ခါမှာတော့လိန်းတုံကရတယ်ဆိုပြီးတော့ဖောက်ခွဲလို့ပျက်စီးသွားရင်သူ့တုံးခဲ့တဲ့စင်ကြယ်တဲ့ရွှန်စွမ်းရင်စေးလုံးတသိန်း900ကိုပြန်ရောပေးဆိုပြီးတော့အယောတောင်းလိုက်ပါတယ်။အချင်းချင်းတွေတော့ပတ်ဆံစကားကပြောနေပါသေးတယ်။ပြန်ရောရမယ်ဆိုတော့မကြိုးစားတော့ဘဲနဲ့စဉ်းစားလိုက်အောင်မယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။စဉ်းစားနေရင်ရွှန်စွမ်းရင်နဲ့စိတ်စွမ်းရင်နှစ်ခုစလုံးထုတ်လိုက်တဲ့ချိန်မှာတော့တရားထိုင်နေဖျားကပြန်ပြီးတော့တုံ့ပြန်လာပါတယ်။ ပြီးတာနဲ့စွန့်ရင်နေဖြတ်ထွက်သွားပြီးတော့လင်းလုံတယောက်အနောက်ကိုလွင်သွားပြီလေ နောက်တစ်ကြိမ်စမ်းသပ်ကြည့်ခြင်းပေမဲ့အန်ဒီရဲ့ဖြစ်မှာကိုတော့လင်းလုံတယောက်ဆိုးရိမ်နေပါတယ်။ဒါကြောင့်မွေးပါလေးကရွှန်စွမ်းရင်နဲ့စိတ်စွမ်းရင်ကိုညီလူညီမြတ်ထဲလိုက်ပြီးတော့အထဲမှာအချင်းချင်းရှင်ကြည့်ခိုင်းလိုက်ပါတယ်။ဒါကြောင့်လင်းလုံတယောက်လည်းပြောတဲ့အတိုင်းပဲစမ်းကြည့်လိုက်ပါတယ်။ဒါပေမဲ့မအောင်မြင်ပါဘူး။မွေးပါလေးကတော့လောမနေပဲနဲ့ဖြည်းဖြည်းချင်းလုပ်ဖို့အတွက်ကိုအကြံပေးလိုက်ပါတယ်။အကြံပေးတာထက်စူးတာဆိုရင်ပုံမှန်ပါလိမ့်မယ်။ဒါကြောင့်ထပ်စမ်းကြည့်တဲ့အချိန်မှာတော့စိတ်စွမ်းရင်အားနေသွားတာနဲ့နောက်တစ်ချိန်ထပ်စမ်းတော့ရွှန်စွမ်းရင်အားနေသွားတာနဲ့တစ်ခေါက်ပြီးတစ်ခေါက်မအောင်မြင်ပါဘူး။တညာလုံးကြိုးစားပြီးတဲ့နောက်မှာတော့လင်းလုံတို့အောင်မြင်သွားကြပါတယ်။တရားထိုင်နေပြမှာရှိနေတာကတော့တော်တော်လေးကိုတွေးရခဲ့တဲ့အစီရင်တစ်ခုပါ။စိတ်စွမ်းရင် ဲ့ရွံဆွမ်းရင်ကိုတစ်ခုတည်းအဖြစ်ပေါင်းစည်းပေးနိုင်တယ်လေပေါင်းစည်းပြီးတော့ဖြစ်လာတဲ့အရာကစိတ်ဆွမ်းရင်လားရွံဆွမ်းရင်လားဆိုပြီးတော့လင်းတုံကမေးခွန်းထုတ်လိုက်ပါတယ်တကယ်တော့အဲ့ဒါကရွံစိတ်ဝိညာဉ်ဆွမ်းရင်ပါဒါကြောင့်ရွံစိတ်ဝိညာဉ်စွမ်းရင်ကဘလောက်တော့အာကြီးလဲဆိုတာစမ်းကြည့်ဖို့အတွက်နှစ်ခုပေါင်းကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးကိုပြင်းထန်တဲ့စွမ်းအားတွေထွက်လာကြတော့မူပါလေးကမင်းဒီနေရာမှာပေါက်ကွဲထွက်သွားစေချင်တာလားဆိုပြီးတော့ဆူလိုက်ပါတယ်။ဒါကြောင့်နောက်မှစမ်းကြည့်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ဟွာကျုံကသူ့ကိုအလွယ်တကူလွတ်ပေးမှာမဟုတ်ဆိုတာသိနေတာကြောင့်မြို့ရဲကနေအမြန်ထွက်သွားဖို့လုပ်လိုက်ပါတယ်။ဟွာကျုံရဲ့ပိုင်နဲ့ထဲမှာဟွာကျုံနဲ့ပရိပခဖြစ်လို့ကမကောင်းဘူးလေ။ နေနုံတယောက်သွားရင်းနဲ့သူ့နောက်ကိုလူတချို့လိုက်လာတာကိုသတိထားလိုက်မိပါတယ်။ဒါကြောင့်မြို့ပြင်ကိုရောက်တဲ့ချိန်မှာတော့ဒလောက်ကြာကြီးလိုက်နေပြီးပြီကိုကိုထင်မပြသေးဘူးလားဆိုပြီးတော့လင်းနုံကလှမ်းမိလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲပုံတံဖန်ဆင်းခြင်းပုံကြီးမားတဲ့အောင်မြင်ခြင်းအဆင့်နှစ်ယောက်ထွက်လာပါတယ်။နောက်မှလည်းဟွာကျုံပါတယ်လေ။ပြီးတာနဲ့သူ့လိုချင်တဲ့အဖြေကိုမပေးရသေးဘူးတော့ဆိုပြီးတော့လင်းနုံကိုပြောလိုက်ပါတယ်။လင်းနုံကတော့မစင်းစားဘူးဆိုပြီးတော့တခွန်းနဲ့နဲ့အပြန်ရင်းချလိုက်ပါတယ်။ဒါကြောင့်စကားပေါ်တွေမပြောတော့ဘဲနဲ့စာပြီးတိုက်လိုက်ကြပြီလေ။လင်းနုံကတော့နှစ်ယောက်တစ်ယောက်လေးရင်ရှင်ပြီးတော့တိုက်လိုက်ပါတယ်။ဟွာကျုံကတော့အခုချိန်ထိပွဲကြီးပြိတ္တာပါပဲ။ ောက်ဆုံးတော့လက်သီးတစ်ချက်မှတင်ဟိုနှကောင်ကနောက်ကိုလွန်ထွက်လာပါတယ်ပြည်ရနဲ့လင်းတုံကဟွာကျုံးကိုဒီလိုမျိုးအဆက်မရှိတမျှလိုက်တာကမကောင်းဘူးထင်နေတော့ဆိုပြီးတော့လှမ်းပြောလိုက်ပါတယ်။ဟွာကျုံးကတော့တာဝန်စီရင်စုဆိုတာငကိုကလေးကတင့်လျော်တဲ့သူအသက်ရှင်နေနေရပဲဆိုပြီးတော့ပြန်ဖြေလိုက်ပြီးတော့အဲ့ဒီရှေးဟောင်းလန်ကလည်းသူနဲ့ပို့ပြီးတော့တင့်တော်တဲ့တခင်လိုအပ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ ပြီးတာနဲ့ဟွာကျုံတယောက်စိတ်ဆွမ်းရင်ကိုထုတ်ပြီးတော့စတိုက်လိုက်ပါတယ်။လင်းတုံကတော့ AC ပဲကလိုက်နိုင်တယ်လေ။ပြီးတာနဲ့ဟိုးနှကောင်ကလည်းလှန်နေကိုထုတ်ပြီးတော့ထပ်ပြီးပြေးလိုက်ပါတယ်။ဒါကြောင့်လင်းတုံကလည်းရှေးဟောင်းလန်ကိုထုတ်ပြီးတော့ကလာရပြီလေ။ဟွာကျုံတယောက်လင်းတုံကိုအကောင်းဆုံး offer တစ်ခုပေးမယ်ဆိုပြီးတော့ရှေးဟောင်းလန်ကိုသူ့ကိုပေးပြီးတော့သူ့ခိုင်းနာကိုတနစ်နာခံကိုပြောလိုက်ပါတယ်။ဒါဆိုရင်အသက်ချမ်းသာပေးမယ်ဆိုတော့လင်းတုံကလည်းဒါမှမဟုတ်ဟွာကျုံကပဲသူ့ခိုင်းနာကိုတနစ်လုလိုက်ရင်ရောဆိုပြီးတော့ပြန်ဖိတ်လိုက်ပြီလေ။ပြည်တာနဲ့ဆက်တိုက်ကြပါလေ။၃ရောက်တယောက်ဆိုတော့ရင်ဆိုင်ရတာခက်တာကြောင့်တိုက်တာတွေကိုရှောင်းပြီးတော့ပြေးရင်နဲ့ကိုဖြောက်ချိတ်တစ်စိတ်ကိုထုတ်သုံးပြီးတိုက်လိုက်ပါလေ။ တကယ်တော့လင်းတုံကအယောင်ပြပြီးတော့ပြေးသွားတာလေတနေရာကိုရောက်တဲ့ချိန်မှာတော့ရှောင်းရန်နဲ့လင်းတုံတို့လူစုခွဲပြီးလှုပ်ရှားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ရှောင်းရန်ကလင်းတုံရဲ့စိတ်ဆွမ်းရဲ့ငွေသက်ကိုယူပြီးတော့ဟွာကျုံတို့ကိုလမ်းလွှဲဖို့အတွက်လင်းတုံတယောက်မှာလိုက်ပါတယ်။မတော်ခင်လမ်းလွှဲလိုက်ရင်ရတဲ့အကြောင်းနဲ့သူတို့ကိုလုံးဝမတိုက်ခိုက်ဖို့ကိုသတိပေးလိုက်ပါတယ်။ဟွာကျုံကလည်းခေသူမဟုတ်ပါဘူး။အငွေသက်နှစ်ခုရှိနေတယ်ဆိုတာကိုသတိထားလိုက်မိပါတယ်။ဒါကြောင့်သူတို့လည်းလူခွဲပြီးတော့လင်းတုံနောက်ကိုလိုက်ရှာကြပြီလေ။ နောက်တစ်ခန်းမှာတော့လင်းလုံတရားဟွာကျုံနဲ့ထိတိုက်တွေ့သွားပါပြီ။နှစ်ယောက်စလုံးကလည်းအဆောင်စရာကြီးတွေပါပဲ။ဒါကြောင့်စိတ်ဆွမ်းရင်ကိုတုံးပြီးတော့တိုက်ရင်နဲ့လက်ရည်ချင်းလာရှင်လိုက်ကြပါရတယ်။ဟွာကျုံမှာရှိတဲ့ဝိညာဉ်ရဲနာတွေကအများကြီးပဲလေ။ဟွာကျုံတကောင်အနောက်ကကြောက်တောင်ကြီးကိုတောင်းလှမ်းပြီးတော့တက်လိုက်တာကြောင့်လင်းလုံကတော့ဖောက်ခွဲပြစ်လိုက်ပါရတယ်။ပြီးတာနဲ့လင်းလုံတရားပြေးထိုးပြီးတော့တိုက်လိုက်ပေမဲ့အဆောင်ရုပ်သေးကရှေ့ကနေကလိုက်တာကြောင့်လင်းလုံတရားလှန်သွားပါရတယ်။ ဘာလို့လဲဆိုတော့သူကိုယ်တိုင်လွှတ်မြေ့ခံလိုက်ရတာကြောင့်ပါရှောင်းရန်ကတော့ဟိုးနှက်ကောင်ကိုအောင်အောင်မြင်မြင်မျက်ခြေဖြတ်လိုက်နိုင်ပါတယ်တကယ်တော့ဟွာကျုံးကအဆောင်ရုပ်သေးတွေရှိတဲ့အပြင်ဝိညာဉ်အဆောင်ဆရာတယောက်လည်းဖြစ်နေတဲ့အတွက်လင်းလုံတယောက်ရင်ဆိုင်ဘူးကခက်ခဲနေပြီလေလင်းလုံကတော့ရေခဲနဲ့ဓာတ်ကိုထုတ်ပြီးတော့တိုက်ရင်အသွင်ပြောင်းဆောင်စီရင်ကိုလည်းထုတ်သုံးလိုက်ပါတယ်ဒါပေမဲ့လေဟွာကျုံးကလင်းလုံလိုပဲစိတ်ဆွမ်းရင်ကိုဆုပ်ယူနိုင်တယ်လေ ပြီးတာနဲ့လင်းလုံတယောက်လှန်ကိုထုတ်ပြီးတော့အနီးကထပ်တိုက်ပါတယ်။ဒါပေမဲ့လည်းဟွာကျုံးမှာအရင်ကလေလံပွဲမှာဝယ်ထားတဲ့ရွှေဝမ်းမြေချက်ဝတ်တစားရှိတဲ့အတွက်တိုးမပေါက်ပါဘူး။ဟွာကျုံးကအယိုးဝင်းငင်ချိန်စိတ်တော်ကိုထုတ်သုံးလိုက်တဲ့ချိန်လင်းလုံကတော့နတ်ဆိုးမြောက်ဝင်အသွင်မြောင်းခြင်းကိုထုတ်သုံးလိုက်ပါတယ်။ပြီးတာနဲ့လှန်ကိုကင်ပြီးတော့ဘက်ပေါင်းဆောင်ကနေဝင်ရိုက်တယ်လေ။ဒါပေမဲ့လည်းဟွာကျုံးကတော့ဘာမှမဖြစ်ပါဘူး။ဟွာကျုံးရဲ့ချက်ဝတ်ကိုအရင်ဆုံးဖျက်ဆီးလိုက်တော့မှပဲသူ့ကိုထိခိုက်အောင်လုပ်နိုင်ပါလေ။ လေးလုံးတယောက်ရုပ်သေးကိုတော့သူ့ရဲ့အဆောင်ရုပ်သေးကိုထုတ်သုံးပြီးတော့တိုက်ခိုင်းလိုက်ပြီးတော့သူကတော့ရွှေစင်းမျက်နှာစိုးနေလဲဝါနဲ့ဟွာကျုံးကိုအနောက်ကနေတိုက်လိုက်ပြီးတော့ရွှေစိတ်ဝိညာဉ်စွမ်းရင်ကိုတုံးပြီးတော့ထပ်တိုက်လိုက်ပါတယ်။ရှောင်းချင်မရတော့တဲ့ဟွာကျုံးတစ်ကောင်ကတော့ချက်ဝက်ပြက်စီးသွားပြီးတော့သူ့ကိုယ်တိုင်လည်းနောက်ကိုလွန်သွားပြီလေ။သူ့ရဲ့အဆောင်ရုပ်သေးကလည်းတုံးစားမရတော့ပါဘူး။ဒါပေမဲ့ဟွာကျုံးကတော့နောက်ဆုံးချိန်ထိအရှုံးမပေးဘဲနဲ့ရင်းခွေမဟာကျင့်စဉ်ကိုထုတ်ပြီးတော့တုံးလိုက်ပါတယ်။အဲ့ဒါကတော့စိတ်စွမ်းရင်တိုက်စားသောအယိုးချိတ်တစ်စိတ်ပါ။လေးလုံးတယောက်အခုဆိုရင်လှုပ်မရတော့ဘဲနဲ့စိတ်စွမ်းရင်ဆုပ်ယူတာကိုခံနေရပြီလေ။ ဒါပေမဲ့လည်းခဏပါပဲအခြေအနေတွေကပြောင်းလဲသွားပြီးတော့ဟိုဟာကျုံးရဲ့စိတ်ဝိညာဉ်တွေကပြန်ပြီးတော့ဆုပ်ယူခံလိုက်ရပါတယ်။တံမြန်ဝါမျိုးလားမျိုးပါ။နောက်ဆုံးတော့အနိုင်ရတော့တဲ့သူကလင်းတုံမှာဒါပေမဲ့သူကိုယ်တိုင်လည်းစိတ်ဆွမ်းရည်နှမျိုးသူ့ကိုယ်ထဲမှာအချင်းချင်းတိုက်နေကြတာကိုခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဟိုဟာကျုံးရဲ့စိတ်ဆွမ်းရည်ကတော်တော်လေးကိုအုံမိုင်းလာမှုလို့ပါ။အဲ့ဒါတွေကိုတန်းစင်ဖို့အတွက်လင်းတုံတယောက်နီးလဲရှာရအောင်ပါပါ။မဟုတ်ရင်အနာဂတ်မှာဘေးရွက်ဆိုးကျိုးကြံခဲ့ပါလိမ့်မယ်။အဲ့ဒီအချိန်မှာရှောင်းရံတကောင်ကလည်းပြန်ရောက်လာပါတယ်။လင်းတုံတို့ထွက်သွားပြီးတဲ့အချိန်မှာတော့ဟိုနှစ်ကောင်ရောက်လာပြီးတော့ကြီသွားတယ်။ဝါကျုံးကိုတွေ့ပြီးလန့်သွားပြီလေ။ ။ဟွာကျုံရဲ့အဖေကတော့အခုဆိုရင်သူ့သားရဲ့အလောင်းကိုကြည့်ပြီးတော့ရင်ကျိုးနေပါပြီ။ဒါကြောင့်လင်းတုံကိုအသေးသက်ဖို့အတွက်ကြုံရလိုက်ပါတယ်။ဟွာကျုံကိုတက်လိုက်တာကနေဖြစ်လာမဲ့နောက်ဆက်သွယ်ပြဿနာတွေကတော့သေးမှာမဟုတ်ပါဘူး။ရင်ခွေကိုင်းကလင်းတုံကိုလှုပ်ပေးမှာမဟုတ်ဘူးလေ။ပြောနေတော့မှာပဲဟွာကျုံရဲ့စိတ်ဆိုးရင်တွေကတော်တော်လေးကိုမှောက်မှိုင်းတဲ့အတွက်လင်းတုံတရောက်အမြန်ဆုံးတက်ဆင်မှာရတော့မှာပါ။ဒါကြောင့်အရင်ဆုံးလုံုံတဲ့နေရာတစ်ခုကိုအရင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်ဟွာကျုံကိုလင်းလုံတက်လိုက်တဲ့တဲ့ရင်ကလည်းမူချမ်းချမ်းစီကိုရောက်သွားပါတယ်။ဟွာကျုံရဲ့အဖေအကြီးငယ်ဟွာကူကအခုဆိုရင်ရင်းခွေကိုင်းရဲ့ဌာနခွဲကလူတွေအကုန်လုံးကိုလင်းလုံကိုဖမ်းဖို့အတွက်ဆိတ်လို့နေတယ်လေ။ ဒါကြောင့်မြို့ထဲမှာရေရုပ်တဲတဲတွေဖြစ်ကုန်တာပါနောက်ဆုံးတော့လင်းတုံတယောက်ဟွာကျုံးရဲ့စိတ်ဝိညာဉ်ဆွမ်းရည်တွေကိုသူ့ကိုယ်ထဲကိုအပြေအဝဆုပ်ယူနိုင်နေပါတယ်အခုဆိုရင်ရင်းခွေကိုင်းကလူတွေကသူ့ကိုနေရာနှံ့လိုက်ရှာနေမှာကိုသူလည်းခံမှန်းမိပါတယ်။ဒါကြောင့်အခုရောက်နေတဲ့နေရာမှာပဲခဏလောက်ပုံနေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပြီးရနဲ့ဒီအချိန်ကိုအတုံးချပြီးတော့တာရတဲ့တောင်းသွေးတဲ့ဒီကိုတန်းစင်ဖို့လုပ်လိုက်ပါတယ်။ရင်းခွေကိုင်းကသူ့ကိုအသေးတန်လိုက်ရှာနေတာကြောင့်စွန့်ရင်မြင့်နေဖို့ကလည်းလိုတယ်လေ။ကိုကိုကိုကောက်ွယ်ဖို့ပါ။ လင်းတုံသာအောင်အောင်မြင်မြင်တက်ဆင်နိုင်မယ်ဆိုရင်အ ਨੇ ဆုံးတော့လင်းတုံရဲ့ဆွမ်းအားကပုံသဏ္ဍာန်ဖန်ဆင်းခြင်းပုံကြီးမားတဲ့အောင်မြင်ခြင်းဆင့်ကိုရောက်သွားမှာပါပြီးတော့မိုးကြိုးခန္ဓာကိုယ်ကလည်းနောက်တစ်ဆင့်ကိုတက်သွားနိုင်တယ်လေဒါပေမဲ့ကြုံရမယ့်အန်ဒီကတော့တော်တော်လေးကြီးပါတယ်ဘာလို့လဲဆိုတော့အရင်ကနဂါးမြဝင်ရဲ့သွေးအနှစ်သာရနည်းနည်းလေးနဲ့တင်လင်းတုံတယောက်တော်တော်လေးခံလိုက်ရတာလေလင်းတုံတန့်စင်နေတဲ့အချိန်မှာပဲရှောင်းရံနဲ့မွေပါလေးကတော့လင်းတုံကိုစောင့်ကြည့်ပေးနေကြပါတယ်။တန့်စင်ရင်လည်းဖြာထွက်လာတဲ့ဆွမ်းအားတွေကလည်းတော်တော်လေးကိုအားပြင်းလာကြအောင်ရှေ့ဆက်ပြီးတော့ငကားဖြစ်မလားနောက်ဆုတ်ပြီးတော့မွေဖြစ်မလားဆိုတာကတော့လင်းတုံပေါ်မှာပဲမူတည်ပါတယ်။ ရှောင်ရံကတော့လင်းတုံကိုစိုးရိမ်တဲ့အတွက်တညလုံးမအိပ်ဖဲနဲ့မိုးလင်းတဲ့အထိထိုင်အောင်နေပါတယ်။မွေပါလေးကတော့အခုချိန်မှာသူတို့လုံနိုင်တာဆိုလို့စိတ်ရှိရှိနဲ့စောင့်ဖို့ပဲရှိတယ်ဆိုပြီးတော့ဖြောင်းပြလိုက်ပါတယ်။အဲ့ဒီချိန်မှာစွန့်ရင်ဖန်ဆင်းခြင်းပုံအာကြီးသူရဲ့အငွေးသက်ကိုရလိုက်ပါတယ်။လင်းတုံကတော့အခုချိန်ထိတန့်စင်နေတော့မှာပဲ။ဟွာကူကတော့တော်တော်လေးကိုမြန်တဲ့အချိန်နဲ့လင်းတုံရှိတဲ့နေရာကိုရောက်လာပါတယ်။ရှောင်ရံတကောင်ဟွာကူရဲ့ရှေ့ကိုသွားပြီးတော့အာယုံဖန်းစားဖို့လုပ်ပေမဲ့ခြေထောက်နဲ့ပဲကန်တာခံလိုက်ရပါတယ်။အဲ့ဒီချိန်မွေပါလေးကလည်းအနောက်ကနေပြီးအလေးဝင်တိုက်ပါတယ်။ဒါပေမဲ့ဟွာကူကတော့ကာနိုင်လိုက်တယ်လေ။ ီးတာနဲ့ဝိညာဉ်ရဲနာရှာကျင်တာဆိုရင်နေရာမှားလာပြီနဲ့တူတယ်ဆိုပြီးတော့မွေပါလေးကပြောလိုက်ပါတယ်ဒါကသူတို့မိစ္ဆာသားရဲ့ရဲ့ပိုင်နေဖဲဆိုပြီးတော့လည်းရှူလိုက်ပါတယ်ဟွာကူကတော့အပေါ်တွေပြောနေတယ်ဆိုပြီးတော့ပြန်တိုက်လိုက်ပါတယ်ရှောင်းရန်ကအသွင်ပြောင်းပြီးတော့တိုက်လိုက်ပြီမဲ့တကွက်ထင်းနဲ့တင်းမှောက်သွားပြီလေသူတို့နှစ်ကောင်ဘလို့ပဲတိုက်တိုက်ဟွာကူကတော့အေးဆေးပါပဲမွေပါလေးကတော့ကောက်ခင်ကိုဆုတ်ပြဲမဲ့နတ်ဆိုးဘင်းကိုထုတ်ပြီးတော့တိုက်လိုက်ပါတယ်ဒါပေမဲ့ဟွာကူကတော့လက်တောင်မလို့ပဲနဲ့အေးဆေးလေးပဲရှောင်းလိုက်ပါတယ်နောက်ဆုံးတော့ဟွာကူရဲ့လှန်တဲ့ချက်နဲ့တင်းနှစ်ကောင်လုံးမှောက်သွားပြီလေအဲ့ဒီချိန်မှာလင်းတုံတယောက်တန့်စင်တာအောင်မြင်သွားပါတယ် ဒါကြောင့်ဟွာကူရဲ့လှံကမွေးပါလေးကိုထိရောက်မဲ့ချိန်မှာပဲလင်းတုံတယောက်အချိန်မီကာပေးလိုက်နိုင်ပါတယ်။ကဲလဲကဲရသေးတယ်။ဘာလို့ဒီလောက်ကြာနေရလဲဆိုပြီးတော့အဆူခံလိုက်ရပါသေးတယ်။မွေးပါလေးကတော့ဟွာကူကတော်တော်လေးဆွမ်းဆားရှိတာမို့လို့ဂရီထားပြီးရင်ဆိုင်ရမယ်ဆိုပြီးတော့မှားလိုက်ပါတယ်။ပြီးတာနဲ့လင်းတုံနဲ့ဟွာကူတို့ထိတ်တိုက်တွေ့ကြပါပြီ။ နှစ်ယောက်စလုံးရဲ့လက်နက်တွေကလည်းလှန်နေပါပဲ။ဟွာကူကတော့ဝိညာဉ်ဖြည့်စည်တဲ့အယူလံကိုထုတ်သုံးပြီးတော့လင်းတုံကိုတိုက်လိုက်တော့လင်းတုံကစပတ်အုံးမွေကြေးလံကိုတုံးပြီးတော့ပြန်တိုက်လိုက်ပါတယ်။ပြီးတာနဲ့အသေးတန်တွေကလိုက်ပြီးတော့နတ်ဆိုးမြောက်ဝင်အသွင်မြောင်းခြင်းကိုထပ်သုံးလိုက်ပြီးလေလင်းတုံတိုက်တာကိုဟွာကူကလည်းကောင်းကင်အယူနိုင်ရန်ကိုတုံးပြီးတော့ပြန်ကာလိုက်ပါတယ်။ဒါပေမဲ့အက်ကွဲပြည့်စည်သွားပြီးတော့နောက်ကိုလွန်ထွက်သွားပြီးလေပြီးတာနဲ့လင်းတုံတယောက်အချိန်ဆွဲမနေတော့ဘဲနဲ့ရွာစိတ်ဝိညာဉ်ဆွမ်းရင်ကိုလှန်ထဲမှာပေါင်းထည့်ပြီးတော့ဟွာကူကိုတိုက်ချလိုက်ပါပြီ။ဒါပေမဲ့ဟွာကူကလည်းအယူတတောင်းမကောင်းဆိုးဝါးအကာအွယ်ကိုထုတ်သုံးပြီးတော့ကာလိုက်ပါတယ်။ စွမ်းအားနှစ်ခုထိတိုက်တွေ့သွားပြီးတော့စွမ်းရင်ပေါက်ွဲမှုကြီးဖြစ်သွားပြီးတဲ့နောက်မှာဒဏ်ရာရသွားတာကတော့လင်းတုံမှာမှောက်သွားတဲ့လင်းတုံကိုဟွာကူတယောက်ထပ်တိုက်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့တွေးရန်လိုက်ရပါတယ်တကယ်တော့သူ့လက်ဒဏ်ရာရသွားတာပါပဲလင်းတုံတယောက်ပြန်ထလာတာကိုတွေ့ပြီးတော့စွမ်းအားကြံနေသေးတာကိုသတိထားလိုက်မိတာကြောင့်ဟွာကူကသူ့ရဲ့လက်ရှိဒဏ်ရာနဲ့လင်းတုံကိုအတင်းတိုက်ခိုက်လိုက်မယ်ဆိုရင်ဆိုပြီးတွေးနေတုံမှာပဲလင်းတုံကတော့စဉ်းစားချိန်မပေးဘဲနဲ့ထပ်တိုက်ဖို့လုပ်လိုက်ပါတယ်ဒါကြောင့်ဟွာကူတယောက်အမြန်မဲထွက်ပြေးလိုက်ရပြီလေဟွာကူထွက်ပြေးသွားပြီးတဲ့နောက်မှာတော့လင်းတုံကဒဏ်ရာတွေနဲ့အတူလဲကျသွားပါတယ် ဲ့ဒီချိန်မှာပဲရင်းနှီးနေတဲ့ကောင်မလေးတယောက်ရဲ့ပုံရိပ်ကိုမျိုးလုံးမင်းပြိတ်မသွားခင်မှာမြင်လိုက်ရပါတယ်။သူမြင်လိုက်ရတာကတော့ချင်းကျူးပေမဲ့ရောက်နေတာကတော့မူချမ်းချမ်းစီမှာပါ။ဒဏ်ရာတွေအကုန်လုံးကိုလည်းစိတ်ကူပေးထားတယ်လေ။ရင်းခွေကိုင်းကလူတွေတားမော့ကိုင်းကိုဝင်းမလာနိုင်တာကြောင့်စိတ်ချပါဆိုပြီးတော့မူချမ်းချမ်းတယောက်အာမခံလိုက်ပါတယ်။လင်းလုံးကိုကဲရတဲ့အကြောင်းကတော့ရင်းခွေကိုင်းရဲ့ရန်သူကသူတို့တားမော့ကိုင်းရဲ့မိတ်ဆွေပဲဆိုပြီးတော့တွေးထားတာကြောင့်ပါ။အခုဆိုရင်လင်းလုံးကဟွာကျုံးကိုတတ်လိုက်တဲ့ပြင်ဟွာကူကိုလည်းဒဏ်ရာရအောင်လုပ်လိုက်တာကြောင့်မလို့ရင်းခွေကိုင်းကလူတွေကတော့လင်းလုံးကိုအလုပ်ပေးမှာမဟုတ်တော့ပါဘူး။ဒါကြောင့်မူချမ်းချမ်းကတော့လင်းတုံကိုတားမော့ကိုင်းနဲ့ဝင်လိုက်ဆိုပြီးတော့အကြံပေးသလိုနဲ့ဆွဲ ဆောင်လိုက်ပါတယ်။လင်းတုံကတော့ခြေသူတင်ကြောင်ပြောပြီးတော့ညင်လိုက်ပါတယ်။မူချန်းချန်းကတော့သူ့ဘဝမှာပထမဆုံးချိန်ညင်းခံလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်သွားပါတယ်။ကိုလူလူကတော့အေးထူနေလောက်ပါပြီ။တာဝန်ရှင်းအောင်ကြောက်တန်ရဲ့ခြေတစိမ့်ကလည်းမကြခင်ဖွင့်တော့မှာပါ။မူချမ်းချမ်းကတော့မတော်တာပို့ကောင်းမယ်ဆိုပြီးတော့အကြံပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ရှေးဟောင်းကြောက်တိုင်ဖွင့်ရင်ရင်းခွေကိုင်းကလည်းပါဝင်မှအသေးကြပါပဲ။ဒါအပြင်တာယံမင်းဆက်ရဲ့နိုးနယ်စုကြီးလေးစုကလည်းလာမယ်ဆိုပြီးသတင်းထွက်ထားတယ်လေ ဒါကြောင့်လင်းလုံတယောက်တည်းပဲဆိုရင်ရဲနာတွေကိုခွဲဝေယူဖို့မပြောနဲ့အသက်ရှင်နိုင်မှမလားတော့မသိကြပါဘူး။ဘိုးဘေးမျိုးနဲ့စုကြည်လေးခုဆိုတာကိုကြားတော့ပြန်တွေးရမယ့်ရန်သူတွေနဲ့ရင်းနှီးခဲ့ဘူးတဲ့ဒဇင်းတယောက်ကိုလင်းလုံတယောက်ပြန်တွေးမိသွားပြီလေ။လင်းလုံကတော့တာဝန်ရှိအောင်ကြောက်တိုင်ကို "तू မဖြစ်မနေသွားရမယ့်"ကြောင့်မူချမ်းချမ်းကိုပြောပြလိုက်ပါတယ်။လင်းလုံတယောက်ဘာလို့ဆက်ပြီးကြောက်ရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။